ျွန်တော်နဲ့ဆောင်းများ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုတူဆောင်းပါးလေးကတော့ဆရာလေရင်းသားစောချစ်ရေးတဲ့စစ်သားတွေငိုတဲ့1948ခုနှစ်ဇူလိုင်လ19ရက်နေ့ကပိုင်းတွင်ရွာလေပိုင်းမှာလှရွှေကျွန်တော်တို့အင်ရှိမှညောင်မင်းကြီးရောက်ရောက်လာသည်ဖြစ်ကောင်းနေရွာလေတိုက်ပွဲကြီးထဲမှာနေတဲ့စစ်သားတွေငိုနေကြတယ်ကွာတရင်တူတရင်ဦးကိုအမော်တော်ကိုပြေးလာပြောခြင်းဖြစ်သည် ဘာဖြစ်လို့ငိုတာလဲကွာတန်တော်မိမိကြဆိုစကားမတည်ဘူးကွာတချို့ကတိုက်နေရန်ကောင်းတဲ့စောင့်မိငိုတာကွာတချို့ကတော့တိုက်နေရအောင်လက်သေးနဲ့လိုပြီးငိုတာကွာလာကွာပတ်တိအောင်ဖလားစီပြောဒီမှာစိတ်ဝင်စားစရာမို့ကျွန်တော်တို့သွားကြည့်ကြသည်ဟုတ်ပါသည် တိုက်ပြက်ကြီးထဲမှာစကန်းချနေသောစစ်သားတိုင်းငိုနေကြသည်မငိုသူတရားဥမျှမရှိဘာကြောင့်ငိုသည်ကိုဘသူမှမသိဘသူမှလည်းမေးပြီမေးရကျွန်တော်အိမ်ပြန်လာသည်အမေကိုမေးမိအမေအမေ ိမ်ထဲဝင်သွားတော့အမေဝမ်းမန်းတနေငိုနေသည်ဆွေတန်းမျိုးထဲမှာချစ်ခင်သူတယောက်တည်ဆုံး၍ဝမ်းမန်းတနေငိုကြွေးနေသောပုံအမေဘာဖြစ်လို့ငိုတာလဲဘသူသေးလို့ငိုတာလဲဘိုးကြောင့်ဆန်းသေးပြီငါသားရဲ့ဘိုးကြောင့်ဆန်းဆိုတာဘသူလဲအမေထိုးနေညမှာစားပြီးအမေကဘိုးကြောင့်ဆန်းအကြောင်းပုံမြင်တပွဲပြောပြသည်အမေကမြင်းကြံမျိုးနော်မန်เจ้าမှာကိုရန်အထိနေဘူးသည်ဘိုးကြောင့်ကိုချစ်ခင်လေးသား၍ဘိုးကြောင့်အကြောင်းကောင်းစွာပြောနိုင်ပါသည် နောင်ကြီးလာတော့အခါဘိုးကျောက်အောင်ဆန်းအကြောင်းစာအုပ်များမှာဖတ်၍ပိုသိရသည်ဘိုးကျောက်ကွယ်လွန်တော့အခါတနိုင်ငံလုံးလှင်းနေလေအောင် မြင်းဆောင်မကြံဝမ်းနေပူဆွေးငိုကြွေးကြသည်ဟုဖတ်ရတော့အခါဟုတ်တယ်ဗျအညာကြီးကကျွန်တော်တို့ရွာကလေးမှာလည်းငိုကြတယ်ဗျာဟု ထောက်ခံမိပါသည်ဘိုးကျောက်ကိုတနိုင်ငံလုံးချစ်ကြသည် လေးစားကြသည် အမြတ်တနိုးတန်ဖိုးသားကြည်ညိုကြသည်ဘာကြောင့်ဝမ်းနေဘိုးကျောက်သည်တိုင်းပြည်နှင့်လူမျိုးကိုချစ်မြတ်လို့သည် သူကိုဂျိုးထက်တိုင်းပြည်နဲ့လူမျိုးအကျိုးကိုပိုးပြီးလေးမြတ်ထားသည်ဂျပန်ခေတ်ဂျပန်နိုင်ငံမှာစစ်ပညာသင်ကြားနေစဉ်ဂျပန်များကနှိမ့်စဉ်ပါးကိုရိုက်လွှင့်၍တယောက်ကမခံနိုင်တော့ကြောင်းပြောသည်ဟိုဂျိုးကသူတို့ကိုပြန်တော်လှန်ပြီဆိုရင်သူတို့ထံမှစစ်ပညာကိုတက်မြောက်ရန်လူကြောင်းပါတချက်အရိုက်ခံရတိုင်းလွတ်လပ်ရရဖို့တရက်ပေါ်နှီးသွားပြီဟုမှတ်ယူရန်ပြောဆိုသည် ထိုအချိန်ကဘိုးချုပ်ပြီးအသက်ငယ်လေးတော်လဲစိတ်ထားကြီးပြီစွာတိုင်းပြီးလွတ်လပ်ရေးပေါ်ထားသောစိတ်သက်ကြီးမြတ်ပြီကွာ ဘိုးချုပ်သည်နိုင်ငံကောင်းသောတရားစစ်ဘိုးချုပ်တယောက်ဖြစ်တော်လဲဘိုးချုပ်မှာဘာမှမရှိတညက်နေမှာအစည်းအဝေးမရှိချင်းဆိုတာတာမရှိ၍ပလေဒီယန်ရုပ်ရှင်ရုံမှာပြနေသော အင်္ဂလိပ်ဟာတာကားကိုကြည့်ကျင်သည်သူ၏ကိုရန်တော်အပတော်မြေဘိုးထွန်းလာကိုပတ်ဆက်မိများရှိသည်နီမေးသည်ဘိုးထွန်းလာကနှစ်ချက်စီကြောင်းပြောသည်ဘိုးချုပ်ကနှစ်ချက်ရှိလျင်တစ်ချက်ကိုငါးမူတန်းမှနှစ်ယောက်ကြည့်၍ရာကြောင်းပြောပြီးဆရာတပည့်ရုပ်ရှင်သွားကြည့်ကြသည် စင်ရသားများကြည်သောအတန်းဖြစ်သည် ူတို့ရှင်မှာတမန်တန်းတာရှိသည်သူတို့နောက်မှာတကြက်တန်းနှစ်ကြက်တန်းအထူးတန်းများရှိသည်ငါးမူတန်းရှည်ဆုံးတန်းမှာရုပ်ရှင်ထိုင်ကြည့်နေသောဘိုးချုပ်ကိုတမန်တန်းမှာလူများကြည့်စွာကြသည်ဘိုးချုပ်ရှိရာနောက်သို့လဲပြန်လှည့်ကြည့်ရင်စိတ်မကောင်းဖြစ်ကြသည်ရုပ်ရှင်မကြည့်နိုင်နောက်တန်းများမှာလူများမှာလည်းတမန်တန်းကလူများ၏ထူးခြားမှုကြောင့်ဘိုးချုပ်ကိုတွေ့စွာကြသည်စိတ်မကောင်းဖြစ်ကြသည်အော်ဘိုးချုပ်ရဲ့ ခံစားကြရတော့စိတ်ကြောင့်ဟန္တာကားမှလည်းမရေရတော့ကြောင်းပိုထုံးလာကပြောပြသည်ကြည်ကြဲခံစားလိုက်တာဘိုးကျုပ်ရဲ့လွမ်းလျာကောင်းလိုက်တာဟုခံစားမိရပါ၏လွတ်လပ်ရေးအတွက်ဘီလက်ကိုဘိုးကျုပ်သွားတော့အခါဝတ်เสียအနှွေးတယ်မပါလွတ်လပ်ရေးအတွက်ပြည့်စုံစွာပြောဆိုရန်ပြင်ဆင်သွားတော့လေကို့အတွက်ပါမြပြင်ဆင်ခြင်းမရှိအိန္ဒိယနိုင်ငံတွင် ခရီးတစ်ထောင်နားမှမိတ်ဆွေကောင်းမစ္စတာနေရူးကဘီလက်မှာအလွန်အေးနေကြောင်းတတိပေးပြောဆိုပြီးအနှွေးတယ်ချုပ်ပေးလိုက်ရသည် ထိုလောင်းကုတ်အင်ကြီးကြီးမှာဘိုလ်ကျုံးနှင့်ခံများစွာလိုက်ဖက်လာပါ၏လောင်းကုတ်အင်ကြီးအိတ်ထောင်များတွင်လက်နှစ်ဖက်နှိုက်၍ရိုက်ထားသောတပ်ပုံမှာကြည်၍ကောင်းလေစွာဘီလက်ကိုသွားတာဘာပါလဲမေးတဲ့လောင်းကုတ်အင်ကြီးတစ်ဆယ်ပါလေဘိုလ်ကျုံးကဟာတာစကားကြောကြောဝဝပြောခြင်းဖြစ်၏ရေယာသည်စီဝေးတစ်ခုမှာဘိုလ်ကျုံးကလောင်းကုတ်အင်ကြီးဝတ်ထားသည် လူများကပြုံးစိစိနွေရာသီမှာပူ၍လောင်းကုတ်အင်ကြီးချုပ်ထားရန်အစည်းအဝေးမှာမိတ်ဆွေများကပြောကြသည် ကျုပ်နေမကောင်းလို့ဗျရင်းနေသူတယောက်ကဘိုးချုပ်နောက်ဘက်ကိုသွားပြီးဘိုးချုပ်ကနေမကောင်းတာဆိုရချွေးတွေကလည်းရွှဲလို့ကိုချွေးနဲ့ကိုအေးပတ်နေပါအောင်ပဲပြောပြောဆိုဆိုအင်ကြီးကိုနောက်မှဆွဲချွတ်လိုက်သည်အင်ကြီးလက်ထဲပန်းလာသည်သို့တော့ချွတ်သူကဆက်မချွတ်နိုင်ဘိုးချုပ်ကြောမှာအင်ကြီးကပြေးနေသည်ကြံလူများလည်းလှမ်းမြင်၍စိတ်မကောင်းဖြစ်ကြသည်ကဲဗျာအခုမှတော့စိတ်မကောင်းဖြစ်မနေကြပါနဲ့ဆက်ပြီးသားချွတ်လိုက်ပါဘိုးချုပ်ကဘာမှမဖြစ် အစီဝေးဆက်ပြီးဆွေးနွေးသည်။အော်ဂုံတင်းလိုက်တာဗိုလ်ချုပ်ရဲ့ကြီးညိုစရာလေးစားစရာကောင်းလိုက်တာ။မရှိ၍စီချင်းဖြစ်ပါ၏။ဖောင်ဝဲ65ခုနှစ်တွင်ကျွန်တော်တို့တက္ကသိုလ်လူရည်ကျွန်ចောင်းသားဘွားကဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုသွားလေ့လာရသည်။လူမှုအသုံးဆောင်ပစ္စည်းဆိုရင်ခန်းခန်းနာနာဘာမှမရှိပါ။ဗိုလ်ချုပ်၏အဝတ်ဗီဒီယိုထဲမှာဝတ်စုံလေး3-4စုံသာရှိပါသည်။ရတိုင်းမှာရှင်းပြသူက ဒီရွှေတောင်ပိုးလုံးကြီးလေးကဗိုလ်ချုပ်အလွန်ကြိုက်ပါတယ်။အခမ်းအနားသွားเสียရရှိရင်ဒီရွှေတောင်ပိုးလုံးကြီးလေးကိုပဲဝတ်လေရှိပါတယ်ဟုပြောပြသည်။ဒီပိုးလုံးကြီးမဝတ်ရင်ရောအခြားဝတ်เสียလုံးကြီးကောင်းကောင်းရှိသေးလို့လား။လူရဲကြောင့်ကြောင်းလာတယောက်ရေမျိုးကုန်ဖြစ်သည်။မရှိပါဘူး။ရှင်းပြသူကဖြည်သည်။မရှိသောဗိုလ်ချုပ်ကိုချက်ခင်လေးစားစွာဂုဏ်ယူကြရသည်။လွန်ခဲ့သည့်6နှစ်ကဗီယက်နမ်စာပေအသင်းဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ ဘီယင်နယ်နိုင်ငံသို့သွားရောက်သည်နှစ်နိုင်ငံစာရေးဆရာအသင်းများချစ်တီစာချုပ်လက်မှတ်ထိုးကြသည်ဘီယင်နယ်သမ္မတကြီးဟိုချီမင်းအကြောင်းစာအုပ်များစွာဖတ်ထား၍သမ္မတကြီးဟိုချီမင်းကိုလေးစားသည်သမ္မတအိမ်ကိုလိုက်ပြပါရန်ကျွန်တော်ကတောင်းဆိုသည်ဘီယင်နယ်စာရေးဆရာများလိုက်ပို့ကြပါသည်သမ္မတအိမ်ကို လူအများထူးခြားစွာစိတ်ဝင်စားကြသည်နိုင်ငံသားများစွာလာကျင်ကြသည်မိုးနေများတပွဲပွဲရွာနေစဉ်မှာထီဆောင်သားသောလူတန်းကြီးတန်းစီနေပြီ တက်သားနှစ်ထပ်အိမ်မကြီးမသေးဖြစ်သည် လူတယောက်တင့်လျော်စွာနေထိုင်နိုင်သောအိမ်ဖြစ်ပါသည်တမရာကြီးဟိုချီမင်းမှာလူမျိုးကြီးဖြစ်သည်ခန္ဓာကြီးကျယ်သောလူအုံဆောင်ပစ္စည်းဥယျာဘာမှမရှိပါလူအများစိတ်ဝင်စားစွာကြည့်ရှုလေ့လာနေကြသည်မှာတမရာကြီးဟိုချီမင်းဘာမှမရှိခြင်းဖြစ်သည်ဘီနန်စာပေသိဥက္ကရာကကျွန်တော်ကိုကြောက်ဝါပြောဆိုနေသည်မှာလဲတမရာကြီးမှာဘာမှမရှိခြင်းအကြောင်းဖြစ်သည် ကျွန်တော်က BNS စာပေသိမ်းဥက္ကဋ္ဌကိုမြန်မာနိုင်ငံသို့ပြန်လည်ဖိတ်ကြားမိဖြစ်ကြောင်းမြန်မာနိုင်ငံရောက်လျင်ဗိုလ်ချုပ်အောင်ဆန်းပြတဲ့ကိုပြန်လည်ပြသမိဖြစ်ကြောင်းပြောပါသည် BNS စာပေသိမ်းဥက္ကဋ္ဌကဗိုလ်ချုပ်အောင်ဆန်းအကြောင်းကိုသိပါကြောင်းလေးစားပါကြောင်းပြန်ပြောသည်ကျွန်တော်စိတ်ထဲမှာဝမ်းသာအားတက်နေသည် BNN စာပေဥက္ကဋ္ဌနှင့်အဖွဲ့လာလျင်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုလိုက်ပြပြီးပြန်ကြွားလိုက်ခြင်းသည်ကျွန်တော်တို့၏အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည်မရှိ၍ရှိသူဖြစ်၏ ထို့သောမရှိ၍ရှိသောကြောင့်ပဲကျွန်တော်တို့တနိုင်ငံလုံးလှဲနေလျောင်းမြင်းသောမကြံဗိုလ်ချုပ်ကိုချစ်ကြကြည်ညိုကြမြန်နိုးလေးသာခုံယူနေကြရခြင်းဖြစ်ပါ၏နားဆင်ပေးခဲ့ကြတဲ့စာပေချစ်သူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့စာအုံမြတ် channel ကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးခင်ဗျာနောက်နေ့တွေမှာပုံမှန်တင်ဆက်ပေးတော့မှာမလို့စောင့်မျှော်နားဆင်ကြပါအောင်ခင်ဗျာ